မင်္ဂလာပါခင်ဗျာကျွန်တော်တို့ပီကာဆို channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့စကားတွေကြိုက်နေတဲ့ကြတဲ့ပရိသတ်များကြိုက်တွေ့စီမဲ့ internet zero ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်တွင်ဂျပန်ဖိုက်တာဂျက်လီယင်တစ်စင်အမေရိကန်တင်းမောတွေကိုဘုံးတွေကျင်းနေတာနဲ့စပါတယ်ဂျပန် zero ဖိုက်တာဂျက်လီယင်တွေကလေယာဉ်မှုတွေကိုကာမီကာဇီလို့ခေါ်ကြပြီးနှစ်ပြားတွေဖန်ဆင်းထားတဲ့လေလို့အဓိပ္ပာယ်ရပါတယ်ဒီကာမီကာဇီတွေကဂျပန်ရဲ့ဆာမူရိုင်းစိတ်ဓာတ်တွေနဲ့အတူအသေးခံတိုက်ကြတဲ့လေယာဉ်တွေလည်းဖြစ်ပါတယ်ဒီမှာတော့အမေရိကန်စစ်တင်းမောပြန်ပစ်လိုက်လို့ zero လေယာဉ်တစ်စင်ပြတ်ကျသွားတာကိုလည်းတွေ့လိုက်ရပါတယ် 2004ခုနှစ်မှာတော့အဖိုးကြီးတယောက်သူမိမအုပ်ကိုရှိမှကရောရင်ငိုနေပါတယ်။မြေဖြစ်တဲ့ကန္နာရိုဆိုက်ကီကတော့အဖိုးဖြစ်တဲ့သူကိုကြည်ရင်အံ့ဩနေပါတယ်။အဖွားအတုဘဖြစ်နေတော့သူ့အမေကိုအဖွားနဲ့အဖိုးကတော်ချစ်ကြမဲ့ပုံပဲလို့ပြောနေပါတယ်။အမေကြီးကအဖွားကကဘာစစ်တုံးကတော်တော်ခံခဲ့ရတဲ့အကြောင်းနဲ့သူ့အရင်ယောက်ျားကဒုတိယကဘာစစ်တုံးကကာမီကာစီပိုင်လော့တယောက်ဖြစ်တယ်လို့ပြောပြနေပါတယ်။နောက်နေ့ကန္နာရိုအမကီကိုကသူ့ဖိုးကိုသွားကြည့်ဖို့ဖုန်းဆက်လို့ပါတယ်။ ီလိုနဲ့မောင်နှမနှစ်ယောက်ဖိုးစီဟိုးသွားရင်သူတို့ဖိုးအစ်အကြောင်းကိုပြောပြဆိုပြီးသွားပူဇော်နေပါလေအဖိုးကြီးကတော့မပြောဘဲကိုယ့်ဘာသာစုံစမ်းကြည့်ကြလို့ပြောလို့လိုက်လို့ကန်တာတို့တို့သွားစုံစမ်းတော့သူတို့ဖိုးနံမီးရင်ကကိုစုံမီယာဘီလို့တီးသွားကြပါလေ ကီကိုက Facebook group နဲ့စက်ပြန့်ကြီးတွေအကြောင်းရှာဖွေကြည့်လိုက်ရင်လေးစာကိုစာဖို့ကြည့်တော့အဖိုးကြီးတွေကသူတို့ဘိုးရီတွေအကြောင်းကိုစာပြန်ကြပါတယ်။ဘိုးရီအကြောင်းရမ်းသိကျင်နေတော့မောင်နှမနှစ်ယောက်သားမတည်သေးတဲ့စက်ပြန့်ကြီးတွေစီကိုသွားပြီးသူတို့တငယ်ချင်းကီဆိုမီယာပြီးအကြောင်းမေးကြည့်ကြပါတယ်။အားလုံးကသူ့ကိုငကြောက်လို့ပြောကြလို့နှစ်ယောက်သားအံ့ဩနေကြပါတယ်။တော်ဝင်ရေတက်ရဲ့အရှိခွဲတဲ့ကောင်အုံမကြတဲ့လေရင်မှုလို့ပဲဝိုင်းပြောနေလို့ကန္နာဆိုတယောက်စိတ်ရှုပ်ပြီးအိမ်ပြန်ဖို့ပဲတာဆုံနေပါတယ်။ အမဖြစ်တဲ့ကီကိုကမပြန်ခင်နောက်ဆုံးတစ်ယောက်ကိုတွေ့မယ်လို့ဂရီပေးလိုက်လို့သွားကြပါတယ်ဒီလိုနဲ့ဆေးုံတက်နေရတဲ့အီဇာကီဆိုတဲ့ဘိုးကြီးစီရောက်မှာသူတို့ဘိုးကသူတို့တက်ခွဲမှာတော်ဆုံးလေရင်မှုလို့ပြောတာကြာလို့အန်ဩကုန်ကြပါတယ်ကုဇိုဟာတတိရှိတယ်လို့တော်တယ်လို့ပြောပါတယ်နောက်တော့ဇီရိုလေရင်ရုပ်လေးကိုထုတ်ပြပြီးသူတို့ဘိုးအကြောင်းနဲ့အတူဇီရိုလေရင်ဒီဆိုတာဒုတိယကမ္ဘာစစ်တုန်းကအကောင်းဆုံးလက်နက်တွေဖြစ်ခဲ့ကြပြီးသူတို့ဘိုးနဲ့ဇီရိုဖိုက်တာခွဲမရတဲ့ပြယောက်တစ်ခုလို့လည်းတရုတ်တရနဲ့ပြောပြနေပါတယ်ဒီလိုနဲ့ဇာကြောင်းပြန်တော့1941တုန်းကအီဇာဂီကအငေတန်းအရာရှိဖြစ်ပြီးကုโซကအကောင်းဆုံးတိုက်လေရင်မူပါ သူတိုက်ပွဲဝင်ပြီးတင်းမောပေါ်ပြန်ဆင်းလာရင်လူတိုင်းကငေးမောအားကြရပြီးတခြားလေရင်မှုတွေတောင်မနာလိုကြတဲ့အထိတော်ပါတယ်1942ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာသူတို့ဟာဟာဝိုင်အီကဗလဲစိတ်ကံကိုဂျပန်ရေတပ်ကတောတိုက်ခဲ့ကြပါတယ်တိုက်လေရင်တွေနဲ့အတူအမေရိကန်စစ်တင်းမောတွေနဲ့ခံတပ်တွေကိုဘုံတွေကျွဲပြီးဖြစ်စီပစ်ခဲ့ကြပါတယ်အဲ့ဒီထဲမှာကုစိုလဲပါခဲ့ပြီးနောက်တော့တခြားလေရင်မှုတွေနဲ့အတူပြန်လာခဲ့ကြပါတယ်အားလုံးကတော့အမေရိကန်လိုနိုင်ငံကြီးကိုပထမဆုံးနိုင်ခဲ့ကြလို့ဝမ်းသာနေကြပြီးမြဲကုစိုကတော့မပြောနိုင်တဲ့ပုံနဲ့ဝေးဖို့ထွက်သွားခဲ့ပါတယ် ။ဒီစာကီတယောက်မနေနိုင်လို့လိုက်ပြီးတော့ကုโซကသူ့တို့ဘက်ကလေရင်ဒစင်ရေထဲကိုပြက်ကျသွားတာမြင်ခဲ့ရတယ်လို့ပြောပါတယ်။သူလည်းဒီလိုဖြစ်မျိုးမကြုံကျင်ဘူးလို့ကုโซကရင်ဖွင့်နေပါတယ်။တိတ်မကြဘူးသူတို့စစ်တင်မော်ကြီးပစ္စည်းပိတ်သမုဒ္ဒရာတွေကိုပြန်ထွက်သွားကြပါတယ်။ခဏနေတော့ကုန်းပတ်ရာရှိကသူတို့နေရာနဲ့တိမ်မွေးတဲ့နားမှာရန်သူစစ်တင်မော်တစင်းကိုရေဒါမှာဖမ်းမိလို့တိုက်လေရင်နေတော့ပြစ်ကြဖို့မေးရပါတယ်။တော်ပီဒိုရီနဲ့ပဲချမှာဆိုတော့ကုโซကချိန်ဆိုင်နေလို့မရဘူးချက်ချင်းသွားမှဖြစ်မယ်ဆိုပြီး0တိုက်လေရင်နဲ့ဝုန်းဆိုထွက်သွားကြပါတယ်။ ဖြစ်ချင်တော့အမေရိကန်တင်မောရီဘက်မှလည်းကာကွယ်ပေးမဲ့အမေရိကန်လီတက်ကတိုက်လေရင်မှုတွေကျူးဆောင်နေလို့ဂျပန်ဒီဘက်ကတိုက်လေရင်တွေတော်တော်များများလမ်းတဝက်တင်ပြစ်ချခံလိုက်ရပါတယ်သူတို့အကောင်းဆုံးလေရင်နဲ့ကုန်ပြတ်ကျသွားခဲ့လို့တည်တဲ့သူကတည်နေအချိန်တော်ကြာမှမတည်ပဲဂျန်တဲ့သူတွေကိုကယ်တင်နိုင်ခဲ့ကြတယ်လို့ပိုးကြီးအီဇာကီကပြောပြနေပါတယ်။အဲဒီချိန်တော့ငါဆိုလိုမိုကျုံးကကွာတာကနေမှအမေရိကန်နဲ့မဟာမိတ်တပ်တွေတက်ဆွဲထားကြတာပါ။စစ်ကြီးကလည်းတဖြည်းဖြည်းဆိုးလာတော့လူတိုင်းကပိုးပြီးကြမ်းတမ်းလာခဲ့ကြပါတယ်။ တရက်ဂျပန်စစ်ဗိုလ်ချုပ်ကြီးက Zero Fighter လေးရင်မှုတွေကိုတီးတန့်ခေါ်တွေ့ပါတယ်မဟာမိတ်တပ်တွေကသူတို့လေတက်စကန်တခုကိုဘုံလာကျွေးတာလို့ခုမဟာမိတ်တွေကိုတိုက်ရမယ့်အရေးကြီးတဲ့မရှင်တခုလုပ်ရမယ်လို့မိန့်ပေးလိုက်ပါတယ်။မဖြစ်မနေလက်တော့ပြန်ရမယ့်မရှင်ဆိုတော့အားလုံးကစိတ်လှုပ်ရှားနေကြပါတယ်။မီယာဘီကတော့တိုက်ပွဲမြေပုံကိုကြည့်ရင်သူတို့တွေမိုင်90ကျော်လောက်တောက်လျှောက်မပြန်တမ်းနိုင်တဲ့အကြောင်းထားပြောလိုက်ပါတယ်။အဲဒီမှာသူတို့တပ်စုကောင်းဆောင်ကသူတို့လိုဂျပန်စစ်တီတွေရဲ့စိတ်ဓာတ်ကိုထင်သေးရပါမလားဆိုပြီးပဖျက်ရိုက်ပြီးဆုံးမပါတယ်။ ီလိုနဲ့ထက်ကမိတ်ဆိုတော့လေရင်နေပြင်ဆင်ကြတော့အီဇာကီမီယာဘီကိုဘာလို့ဒီလိုပြောတာလဲလို့မေးကြည့်တော့မှတိုက်ရမယ့်နေရာကို၃နာရီကျော်လောက်မောင်းရမယ့်ပြင်ပြန်လာဖို့အတွက်လည်းစီမရှိဘူးလို့ထုတ်ပြောပါတယ်။စီမရှိရင်ပြန်လာလို့မရတော့ဒါအသေးခံမရှင်ပဲလို့ပြောပြနေပါတယ်။ဒီလိုနဲ့မီယာဘီတို့သမုဒ္ဒရာကြီးဖြတ်ပြန်လာရင်ကွာတာကာနယ်ကိုရောက်လာပြီးတိုက်ကြပါတယ်။တိုက်ပွဲကကြံပြီးမီယာဘီတို့0လေရင်မူရဲကကိုယာမာကထိသွားပြီးသူ့လေရင်စီတိုင်ကီပောက်သွားပါတယ်။ဒီလိုနဲ့လေရင်ကရေထဲပြတ်ကျသွားခဲ့ပါတယ်။မီယာဘီတို့ပြန်ရောက်လာတော့ကဲဆယ်ရေးတွေကိုလွှတ်လိုက်ပင်မယ်။ကိုယာမာကိုရှာမတွေ့တော့ပါဘူး။ ီဇာကီကတော့တည်သွားတာဖြစ်မယ်လို့ပြောရင်ရန်သူတွေကိုမခံကျင်လို့ဆဲနေပါတယ်။မီယာဗီကတော့ဒီမရှင်တစ်ခုလုံးကအသေးကံဖြစ်နေလို့ဒေါသထွက်နေချစ်တဲ့သူတွေအတွက်မတည်အောင်ဂယူဆိုင်ဖို့လိုတဲ့အကြောင်းပြောနေပါတယ်။အဖိုးကြီးကဇက်ကြောင်ပြန်ပြောရင်သူတဲသမျှဂျပန်ရေတက်မတော်ကြီးတဲ့မီယာဘီကစိတ်သက်အမာဆုံးဖြစ်တယ်လို့တတတပြောပြနေပါတယ်။အဖိုးကြီးကြောင်တိရတော့သူ့ဖွားနဲ့ဘလို့တွေးကြတာလဲလို့မေးကြည့်လိုက်ပါတယ်။အီဇာကီကဘလဲစေကန်ဖြစ်ပြပြီးတဲ့နောက်မီယာဘီခွင့်ရလို့အိမ်ပြန်သွားတဲ့အကြောင်းပြောပြပါတယ်။မတွေ့တာကြတဲ့မိမနဲ့ကလေးကိုမြင်ရလို့မီယာဘီပျော်ရွှင်နေခဲ့ပါတယ်။ တညတာတွေ့ဆုံခဲ့ပြီးတဲ့နောက်စစ်သည်မော့စီပြန်ဖို့ဖြစ်လာတော့မိမဖြစ်သူကတုံငုံငုံနဲ့တားပါသေးတယ်။မိယာဘီကတော့တည်တည်ရှင်ရှင်ဒဏ်ရာရရမရရအချစ်စီရောက်ပြန်လာခဲ့မယ်လို့ဂရီပရင်ထွက်သွားခဲ့တာပါ။ဒီစာကီတယောက်သူတို့ကြောင့်အုံပြောပြပြီးသွားတော့ကန်တာဆိုတို့မောင်နှမတွေအမေစီကိုပြန်လာခဲ့ကြပါတယ်။အဖိုးကြောင့်ပိုတိကျင်လာတဲ့ကန်တာဆိုစာကြည့်လိုက်တွေဝင်ပြီးမှတ်တမ်းတွေရှာကြည့်တော့စစ်ပြန်ကြီးတွေထပ်တွေ့ပါတယ်။ခုတော့တရေကြီးဖြစ်နေတဲ့တာကာနိုရီတာဂီတာစီကိုတွေ့တွေ့ရင်တီโซမီယာဘေးဇက်ကြောင်းကိုလေးလာနေတာလို့တွေ့ပြောပါတယ်ဒီလိုနဲ့တရေကြီးကသူ့ယုံကန်နဲ့ခေါ်တွေ့ပြီးမီယာဘေးနဲ့အကြောင်းတွေကိုပြောပြနေပါတယ် အရင်ကတာကာနိုရီကလေချောင်းလမ်းပြလေးဖြစ်တာဝန်ထမ်းဆောင်နေပြီးအငွေတန်းတွေကိုစားရီတင်ကြားပေးနေခဲ့တာပါဒါပေမဲ့နောက်တော့ဒီကလေးတွေကိုပဲကာမီကာစီတသားတွေဖြစ်တာဝန်ပေးခဲ့ကြလို့အားလုံးကဝင်ခဲ့ကြပါတယ်သူတို့ကိုစစ်တဲ့မီယာဘီကအားလုံးကိုရေချင်းမပြေဘူးလို့ခြားခြားပြစ်နေလို့ကျန်တဲ့အရာရှိကြီးတွေကတန်တရားဝင်လာကြပါတယ်ဒီလိုနဲ့တသားတစ်တွေကိုရေချင်းထက်စစ်တဲ့ချိန်အီတိုဆိုတဲ့ကောင်လေးလက်တွေကိုအောင်မြင်ချင်လို့အရန်ကြိုးစားတော့လေရင်ဆင်းနဲ့လမ်းတွဲမာရင်လေရင်ပြက်ကြကမီးလောင်ပြီးဆုံးသွားပါတယ်အဲ့ဒီညဗိုလ်ကြီးတယောက်က0တက်သားတွေစီလာပြီးအီတိုကစစ်သားစိတ်မရှိတဲ့ပြင်ဂျပန်စစ်တပ်အတွက်တက်စာမရှိလို့ဆိုပြီးအပြစ်ဖို့ပါတယ် ဘောက်ရင်ငြိမ်နေတဲ့မီယာဘေးကမှန်ဘူးလို့ဝင်ပြောလို့အရာရှိကမျက်ခွက်ဖြတ်ထိုးပါတယ်။သူ့စကားကိုဖြတ်ပြောရကောင်းလားဆိုပြီးထတ်ကြုံတော့မီယာဘေးကဒီဘူလောင်းလေးတွေရေချင်းမပြေသေးဘူးလို့ပြောပြအောင်ပြောသွားပါတယ်။နောက်တော့ဘူလောင်းတွေကိုလေချောင်းတင်တန်းပေးနေရုတ်တရက်အမေရိကန်လေယာဉ်တွေလာတိုက်လို့ကောင်းငင်စစ်ပွဲနဲ့ဂျုံကြပါတယ်။ အမေရိကန်တိုက်လေရင်ကနောက်ကနေတဲကြီးမဲကြီးလိုက်ပစ်နေလို့မီယာဘေးလွတ်အောင်ပြန်နေရပြီသူတို့ဘက်တယောက်ကနောက်ကနေအတီကန်ဝင်တိုက်ပေးလို့အမေရိကန်လေရင်ပြတ်ကျသွားပါတယ်ဝင်တိုက်ပေးတဲ့ကောင်လေးကဒဏ်ရာတွေရလို့ဆေးရုံသွားဖို့ပြီးရင်လမ်းမှာကောင်လေးဆုံးသွားပါတယ်မီယာဘေးကတော့ခုလိုအတီကန်တိုက်တဲ့လုံရက်ကယူမိုက်တဲ့လုံရက်လို့ယူဆနေခဲ့တာပါဒီเจ้าတွေကိုပြန်ပြောပြပြီးကန်ထရိုခုလိုလာတွေ့တာကိုကျေးဇူးတင်နေပါတယ်ဒီလိုနဲ့ကန်ထရိုအင်တာနက်မှာတခြားဆက်ပြန်ကြီးတွေများရှိအောင်မလားဆိုပြီးရှာကြည့်နေခဲ့ပါတယ်ကာဂျီအူရာဆိုတဲ့ဆက်ပြန်ကြီးကိုထပ်တွေ့လို့အဖိုးချောင်းသွားပြီးတော့ကာဂျီအူရာသူ့မျက်နှာကိုစစ်စစ်ကြည့်ပြီးဇလန်တဲ့ဘုတ်ကိုထပ်ပြောပါတယ် မြယာဘေးအတက်ကိုတံမိုးထားတဲ့သူတယောက်ဖြစ်ပေမဲ့နောက်ပိုင်းသူပြောင်းလဲသွားတဲ့အကြောင်းကိုစာပြောပြပါရတယ်။အရင်တော့ကာဂျီဦးရာကမြယာဘေးကိုတိတ်မကြည့်ပါဘူး။သူတို့တွေတိုက်ခဲ့ကြတဲ့လေကြောင်းတိုက်ပွဲမှာလည်းဟိုပြေးဒီပြေးလုံနေတာကြောင့်လဲပါပြီ။ကာဂျီဦးရာကတိုက်မယ်ခိုက်မယ်ဆိုတဲ့သူတယောက်လည်းဖြစ်နေခဲ့တာပါ။အဲ့ဒီနေ့ကအမေရိကန်လေရင်တွေကိုပစ်ချပြီးတဲ့နောက်မြယာဘေးကိုတိန်နေသွားပုံနေလို့ဆိုပြီးလှောင်ပါရတယ်။မြယာဘေးကတော့သူ့ကြောင်းတဲ့သူရှိလို့မပြောပေမဲ့ဒီလိုလှောင်တာကိုမကြိုက်တဲ့အကြောင်းတော့ပြောသွားပါရတယ်။ဒီလိုနဲ့နောက်တစ်ခေါက်မဟာမိတ်တပ်တွေနဲ့ခြားကြတဲ့အခါကာဂျီဦးရာကတော့ရန်သူလေရင်တွေကိုပစ်ချနေပါရတယ်။ ။မီယာဘေးကတော့ဟုတ်မြင်ကြီးမှနေပြီးတိုက်ပွဲကိုရှောင်းနေပါတယ်။မီယာဘေးရဲ့လေကြောင်းစကစ်ကိုမနာလိုတဲ့ကာဂျီအူရာကလည်းအနောက်ကနေလိုက်ချလာရင်မီယာဘေးကိုတိုက်ပွဲတွေကိုဆွဲသွင်းဖို့ကြိုးစားပါတယ်။အချက်ပေါင်းများစွာကြိုးစားပေမဲ့မီယာဘေးကပဲလွတ်လွတ်သွားလို့တင်းတင်းနဲ့မီယာဘေးလေရင်ကိုပြစ်ပါတော့တယ်။ဒါပေမဲ့သူပြစ်တဲ့ကြီးစံတွေကသူ့ကိုမထီသွားပဲ0လေရင်ပေါင်းတက်တန်းကျင်နေတဲ့မီယာဘေးကတစောင်းပြန်သွားလို့ကြီးစံတွေလမ်းကြောင်းပြောင်းသွားခဲ့တာပါ။ဒီလိုနဲ့နှစ်နှစ်ကြာတော့ကာနိုရာလီတက်စကန်မှာမီယာဘေးနဲ့အချင်းကြာကြီးနေမှာပြန်တွေ့ပါတယ်။ ခုတော့နေမကောင်းဖြစ်နေတဲ့ပုံစံနဲ့ပါအဲ့ချိန်ကဂျပန်တွေစစ်ဆရှုံးတော့မဲ့အချိန်ဖြစ်နေရင်အမေရိကန်တွေကသူတို့ဇီရိုဖိုက်တာတွေကိုပစ်ချနေကြတာပါတခြားသူတွေလေရင်တွေတစင်းပြီးတစင်းတိုက်ပွဲကြနေတဲ့ချိန်ကာဂျီအူရာကတော့မီယာဘေးပါလို့မလဲဆိုပြီးအနောက်ကနေလိုက်သွားပါတယ်ဒီလိုနဲ့တိုက်ပွဲပြီးလို့စကန်ကိုပြန်လာတော့မှဘာဖြစ်ခဲ့တာလဲမီတော့မီယာဘေးကဒီနေ့ကြာသွားတဲ့လူတွေကသူတို့ဘက်ဘူလောင်းတွေဖြစ်တဲ့ကြောင်ပြောပြနေပါတယ်ဒီစစ်ပွဲကသူတို့အတွက်ဗာများရလေသူတို့ရဲ့ဖိုးတန်ပွားလေးတွေဘာကြောင့်ဆုံးရှုံးခဲ့တာလဲခုဆိုအမေရိကန်လေယာဉ်တွေကသူတို့ဇီရိုတွေထက်ပိုကောင်းတဲ့လေယာဉ်တွေဖြစ်ကုန်ကြပြီလေကြောင်းပစ်ကူတွေကလည်းခင့်မိလာပြီလို့မချစ်တင်ငယ်ပြောနေပါတယ် ဒီကလေးတွေအနာဂတ်ကိုပုံဖော်မဲ့လူရည်ကျွန်းတွေဖြစ်ခဲ့ရမှာလို့ငိုပြီးပြောနေပါတယ်။ကာဂျီဦးရာလည်းသူတို့ဗာမြတ်တက်နိုင်ပါလေလို့ပြန်ပြီးတော့မီယာဘေးဒေါ်သာထွက်ပြီးအထက်ရာရှိတဲ့မိန်းကြောင်ဒေကန်မလုတ်ခဲ့ရင်တက်ရှင်နေဦးမှာပဲလို့ပွဲကြမ်းနေပါတယ်။ကလေးတွေကိုမကယ်နိုင်တဲ့ဆရာတယောက်ဖြစ်နေတဲ့သူ့ဘဝကိုစိတ်သက်တည်ကြပြီးတရကြကာမီကာစီတဲ့ဝင်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ကာဂျီဦးရာလည်းဒေါ်သာထွက်ထွက်နဲ့အိဗယ်မရှိတဲ့မရှင်တွေဘာလို့အသက်ကိုစည်းမလဲဆိုပြီးသွားပြဿနာရှာတော့ကြံတဲ့သူတွေကဝိုင်းတလိုက်ရပါတယ်။ဒါနဲ့မီယာဘေးမတည်အောင်ရတဲ့နီးနဲ့တားခဲ့ပေမယ့်ဘယ်တော့မှသူ့နာရအောင်မပြန်နိုင်ခဲ့ဘူးလို့ပြောပါတယ်။ ဘိုးကြီးကမောလို့ခဏနာပြီးနောက်တော့အတိတ်ကြောင်းတွေကိုပြန်ပြောနေပါတယ်။သူကိုယ်တိုင်အတေကံမရှင်နေလုံနေတော့အရင်၃နေကြ21အစား52ကိုပြောင်းလိုက်တဲ့အကြောင်းပြောပြနေပါတယ်။အဲ့နေ့ကတစ်ရှင်ခဲ့တဲ့လူတယောက်လည်းရှိခဲ့ပြီးအဲ့ဒီလူကြောင့်စင်းကိုလည်းပေးလိုက်ပါတယ်။ဒီလိုနဲ့ကန်တာတို့သူ့မနဲ့ညောက်သားဖက်ကြည့်တော့မှအဲ့ဒီနေ့ကတစ်ရှင်လာခဲ့တဲ့သူဟာလက်ရှိသူတို့ရဲ့ဖိုးဖြစ်နေတဲ့အကြောင်းသိသွားခဲ့ကြပါတယ်။နောက်တော့သူတို့ဖိုးကန်ဒီချီကိုအိုအီရှိအိမ်ကိုသွားကြရင်အဖိုးရဲ့အသက်ကိုကယ်ခဲ့တဲ့သူဖြစ်တဲ့အကြောင်းထုတ်ပြောနေပါတယ်။ ဘိုးကြီးကတော့အဲ့ဒီတိုက်ပွဲမတိုင်ခင်နေ့ကသူ့စီကိုမီယာဘီစေယုံကိုလာပြီးသူမရှိတော့ရင်သူ့မိသားစုကိုစောင့်ရှောက်ဖို့မှာခဲ့တဲ့အကြောင်းတွေရယ်မီယာဘီနဲ့အတူမရှင်နေတူလိုက်ခဲ့တယ်လို့ပြောပြနေပါတယ်။အိုကီနာဝါတိုက်ပွဲမတိုင်ခင်တရက်ကမီယာဘီကအိုအီရှိကိုသူနဲ့လေရင်ချင်းလဲဖို့တင်းပြောနေပြီးတိုက်21ကသူမျက်စိနေကြလေရင်မို့လို့အိုအီရှိကိုလွှဲပေးခဲ့တာပါ။ဒီလိုနဲ့သူတို့တွေရှီတန်းသွားကြတဲ့အချိန်အိုအီရှိစားထွက်တော့လေမြန်ကစီရီပန်းဆက်တွေပြစ်သွားလို့သူ့ဆရာကွက်ကြကြလုတ်ခဲ့တာမှတည်သွားပါတယ်။လေမြန်မကောင်းတော့အသေးခံတိုက်ပွဲအတွက်မလိုက်ရတော့ပဲကန်ကောင်းသွားခဲ့တာပါ။ ဒီလိုနဲ့ဆက်ကြည့်ပြီးတော့မီယာဘေးအမျိုးသမီးနဲ့ကလေးကိုလာရှာပြီးမီယာဘေးအကြောင်းပြောပြခဲ့ပါတယ်။တိုးသက်တခင်ကျေးဇူးရှင်မိသားစုအပေါ်ကိုအဲ့ဒီနေ့ကစာလို့တရက်မှမပြတ်မခွက်လာပြီးစောင့်ရှောက်ပေးနေခဲ့ပါတယ်။ရက်ကနေလာရီပြောင်းလာတော့ပတ်ဝန်းကျင်ခြေနေကြောင်း OIC မီယာဘေးအမျိုးသမီးကိုစောင့်ရှောက်ရခက်လာပါတယ်။အမျိုးသမီးလည်းနောက်ဆုံးမှာ OIC စိတ်ထားဖြူစင်တာကိုတည်သွားပြီးလက်ခံပေးခဲ့ရင်တည်တဲ့အထိစောင့်ရှောက်ပေးသွားတာပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။